ပလင်ခွေပရိစီယာတယောက်ဟာတီကန်ဒီဆက်ဆဲမှာသူသားဖြစ်သူကိုအနာကိုခေါ်ပြီးပြောတယ်။"တာဒီတက်တာကိုဖွင့်လိုက်ပါ။အထဲမှာပုံစံတူစိတ်နှလုံးကိုတွေးလိုက်မယ်။တလုံးဟာစိတ်အစစ်ဖြစ်တယ်။နောက်တလုံးကပလင်ခွေနဲ့လှုပ်ထားတဲ့စိတ်အတုဖြစ်တယ်။အဖြစ်ဖြစ်သူဟာစိတ်အတုနဲ့အစစ်ကိုပြတာကသားကိုပြောတယ်။ဒီစိတ်နှလုံးဟာမိရဖို့ကလက်ဆောင်ပေးခဲ့တာဖြစ်တယ်။" မကြခင်မှာအပြည့်ဖြစ်သူတည်ဆုံသွားတော့တာဖြစ်သူဟာစိတ်နှလုံးကိုယူကဘယင်ထံကိုရောက်သွားတယ်။ဘယင်ကိုပြောတယ်။ဘယင်စည်းကမြဒီစိတ်နှတုံးဝက်နဲ့တတုံးဟာအစ်စ်ဖြစ်ပြီးတတုံးဟာအတုဖြစ်တယ်။ဘယင်စည်းရဲ့နိုင်ငံကဘသူမဆိုးအတုနဲ့အစ်စ်ကို ခွဲခြားနိုင်ရင် စိတ်အစ်စ်ကိုအပိုင်ပေးလိုက်မှာဖြစ်တယ်။တကယ်လို့မခွဲနိုင်ရင်တော့စိတ်အစ်စ်ရဲ့တန်စည်းကိုပေးရမှာဖြစ်တယ်။ မင်းကသဘောတူလိုက်ပြီးနိုင်ငံမှာရှိနေတဲ့ပညာရှင်များကိုကြည့်ခိုင်းတော်လေတရားမှာအတုအစ်စ်ကိုမခွဲနိုင်ကြပြီနောက်ဆုံးစိတ်အစစ်ရဲ့တန်ကြီးကိုပြလိုက်ရတယ်စိတ်ပိုင်းရှင်သည်ဒီလိုပဲနိုင်ငံတကာကိုလက်လည်ကစိန်ခေါ်ပြီးစိန်ကိုမပေးရဘဲပတ်စံတွေအများကြီးယူကာမိမိနေရဲ့သို့ပြန်လာစဉ်တနည်းအားဖြင့်နန်းတော်ငယ်လေးတစ်ခုကို တွေ့တယ်ဘယင်းဟာကွင်းပြင်ကြီးမှာနန်းတော်အသေးလေးစောင့်ထားတာဖြစ်တယ် ၎င်းဘယင်ကိုလည်းအစောကလိုပြောတော့ဘယင်ကသူ့နန်းတော်မှာရှိတဲ့ပညာရှင်များကို ကြည့်ခိုင်းတယ်။သူတို့လည်းအတူနဲ့အစ်စ်ကိုမခွဲခြားနိုင်ကြဘူး။နောက်ဆုံးမှာမမြင့်မြင်အဖိုးတယောက်ကပြောတယ်ကျွန်တော်ကိုအတူအစ်စ်ခွဲချဖို့အခွင့်ရေးပေးပါဆိုတော့ဘယင်ကအခွင့်ပြုလိုက်တယ်။မမမြင်အဖိုးကစိန်ကိုလည်းနဲ့ကင်ပြီးပြောတယ်။ဒါဟာအတူဖြစ်တယ်ဒါဟာအစ်စ်ဖြစ်တယ်။ ပိုင်ရှင်ကတအံ့တအောဖြစ်မေးတယ်။အဖိုးပြောတာမှန်ပါတယ်။ဒါပေမဲ့အတူနဲ့အစ်စ်ဘလို့ခွဲလိုက်လဲ။သိလို့ပါတယ်ပြောတော့အဖိုးကပြောတယ်။ငါတို့အားလုံးနေပူထဲမှာရှိနေသလိုဒီစိတ်နှတုံးလဲနေပူထဲမှာပဲ။ဒါပေမဲ့စိတ်အစ်စ်ဟာနေဘလောက်ပူပူမပူပဲအေးမြဲအင်းနေပြီးပလင်းကွဲဟာ နေတံကိုမခံနိုင်ပါပဲပူလာပဲ။မိတ်ဆွေတို့ဒီလိုပါပဲလူတယောက်ဟာ ချစ်ခနဲဒေါသထွက်တယ်စိတ်ဆိုးတယ်ဆိုရင် तू ဟာစိတ်မဟုတ်ပါဘူး तू ဟာပလေးကွဲဖြစ်တယ်လို့ပြောချခဲ့ပါတော့တယ်